မင်္ဂလာပါဗျာအားလုံးကျမ်းမာပါစေချမ်းသာပါစေနော်ပိုင်ရန်ကုန်မျက်နှာမြင်ပိုင်ရန်ကုန်တရားလုံးအားလုံးပျော်ရွှင်ကြပါစေကြောင်းကိုဆုမွန်တော်တောင်းပါတယ်ဒီနေ့ကဒါဂျီတွဲတွေကိုဆောင်ွက်ပြပြပြီးခိုင်းမယ်ဆိုတော့ဒါကျွန်တော်အနေနဲ့အမတန်ကန့်ကွက်တယ်ဗျာအမတန်ရှုပ်ကြတယ်နော်အဲဒါဘာကြောင့်ပိုင်ရဲကိုဒီလိုမျိုးရှုပ်ကြတယ်လဲပိုင်ရဲကိုပြောတယ်လဲဆိုမင်းနဲ့မင်းကိုရှိတယ်မင်းကိုရှိတယ်အဓိကကကျွန်တော် ဒီကြီးတဲ့ကလေးတွေက ပြန်ဖြေဖို့ဆိုတာကအမတန်တော်တော်ခက်ခဲတယ်နော်ပထမတစ်ချိန်လာဖြေထားတော့မှတနစ်စာလုံးစာကြက်ပြီးတော့မှလာဖြေထားတာအခုလိုက်တနစ်စာလုံးစာကြက်ပြီးတဲ့ဟာကိုလာဖြေထားတာကိုအခုနောက်ထပ်ဟလာဖြေကန်နီးကြလို့ချင်း14ရက်ပြန်ပြောဒါအနည်းကတင်ပြီးပြီးတော့မှပြန်ထပ်ပြီးတော့ဖြေကိုင်းမယ်ဆိုအဲ့ဒီအရင်တင်ကြားထားတဲ့စာရွက်စာတန်းတွေလည်းမရှိတော့ဘူး နော်မရှိတော့ဒီ၁၄ရက်အတွင်းမှာဘာသာပေါင်းစုံကိုပြန်ပြီးတော့ရအောင်ကြက်ပြီးတော့ရအောင်ဖြေရမယ်ဆိုတဲ့အနေထားလဲဒါပညာရေးဝန်ကြီးဌာနအနေနဲ့တည်တယ်နဲ့တည်စီခြင်းနဲ့နော်ဖြစ်နိုင်ရင်မဖြစ်နိုင်ဆိုတာငကိုတွေကအရှုံးမဲ့ပေးလိုက်မယ်ဆိုတခါတည်းပဲအရှုံးပေးလိုက်အအောင်တရားမှမပေးနဲ့နော်တရားမှအအောင်မပေးနဲ့တခါတည်းအကောင်အကျလုပ်ပေးလိုက်အမှန်တကယ်ဒီကလေးတွေလာဖြည့်ပြီးသွားပြီလေတကယ်ပေါ့စားတာဒီမိကောစားရဲစားတဲ့နေကိုပေါ့ပေါ့စားစားနေပဲလှုပ်ဆောင်တာဘယ်အဖွဲ့စည်းလဲ ။ဒါပညာရေးဌာနပဲမဟုတ်လား။တော်တော်ဗာအကြောင်းပြချက်မှပြောလို့မရအောင်ရန်သူမျိုးကားပါးတွေဘာမှဒီကလေးတွေတပဝံလုံးရင်းနေတာနဲ့ဒီဆောင်ဝဲလာဖြေထားတာတပဝံလုံးဒါအသက်နဲ့တော့ရင်းလာတာတချို့နေရာတွေဆိုအကြမ်းပဲရှိတဲ့နေရာတွေကနေလာဖြေရတာအဲ့ဒီအသက်နဲ့တော့ရင်းပြီးတော့ဖြေထားတဲ့ဒီမိကုံးလွာတွေကိုတလုံးပေါ့ပေါ့ဆက်ဆက်လုပ်ပြတဲ့တာဝန်ကဘသူရှိတယ်လဲဘသူမှတာဝန်ယူရမလဲဟုတ်လားအဲ့ဒီသူကတာဝန်ယူရနဲ့ဒီကလေးတွေကိုပြန်လာလို့ဆိုတော့ ကယ်ပြန်လာလို့ပြီဖြည့်ပြီဒီငလင်ရမလို့လို့ပြောနေတာဒီအမျိုးကြီးအဲပြောရလို့ရှင်မကောင်းဖြစ်တော့မယ်လုံကုန်မှာဆိုလို့เนาะအဲ့တော့တကယ်မားရွေးတာကဘာတူလဲဒီဘပြည်နယ်ရေးဝန်ကြီးဌာနပေါ်ဆမှုတာဖြစ်တယ်သူ့ရဲ့ပေါ်ဆမှုဒီကလေးတွေပြန်လွှဲပြီးပြန်လာလို့ပါဆိုဒီကလေးလာလို့လိုက်ပေါ်ဆလိုက်ဒီကလေးလာလို့လိုက်ပေါ်ဆလိုက်ဆိုတွေ့ကြည့်တော့လေဟလာမိမိကဒါအစိုးရဌာနလည်းဖြစ်တယ်ပညာရေးဝန်ကြီးဌာနဖြစ်တော့ဒါဟိုပြီးခဲ့ရက်ကပြောသွားတဲ့ဟာလေးကျွန်တော်နားထောင်လိုက်တယ်အဲဆရာမပြောလားဟလာ ဒါအစိုးရကဝင်ရတော့ပြည်တိုင်းဝန်ကြီးဌာနလုံးမဲ့လို့ကိုဆက်လုံးမှာပဲဆိုပြီးတော့ဒါဟိုရှင်းပြောလို့အာနာချင်းဆန်းဆန်းပြောတဲ့လို့ပဲကျွန်တော်တို့ကတတ်မှတ်တယ်သုံးတတ်တယ်ကျွန်တော်တတ်မလို့ထောက်ခံတယ်ကျွန်တော်တတ်မလို့ထောက်ခံတယ်ဘာကြောင့်ထောက်ခံလဲတတ်တော့တိုင်းပြည်တော့မလို့တတ်တော့နာဆောင်အောင်ကတော့ဘောကြောင့်ဝင်ကြီးမင်းအောင်လောက်ထောက်ခံတယ်ဘာကြောင့်လဲပညာအရန်တော်ပြီးတော့အရန်ကိုဟိုသူတော်ကောင်းတရားနဲ့ပြည့်စုံလို့ကျွန်တော် ထောက်ခံတယ်အဲ့တော့ထောက်ခံတော့ဒါပေမဲ့ဒီကိစ္စကြတော့ကျွန်တော်ထောက်ခံလို့မရဘူး 人家、哎、那个问题叫保就问题没有了，底子底子在呢，喏，底子在呢。大家平常的问题他那楼上一家阿妈带给我在那住，他是我南边的，小家的，在那住，他老公不睡的嘛，不，蛮高个伢，他住那方面，保障问题没有了，你比较少，相对个那个叫那标准呢，一万五相对吧，叫那，他叫那。 ဟိုတောင်းဆိုတာပေါ့နော်ကျွန်တော်ညီကိုမောင်နှမတွေအားလုံးတောင်းဆိုနေဒါကြီးကမလုံးတဲ့ကိစ္စပဲဒီကလေးတွေကဒီရောင်ပြန်တက်ဖို့အတွက်ဆိုတာကအမတန်ကြီးကိုဒါဘလို့နီးနေမှမဖြစ်နိုင်တဲ့ကိစ္စကဲအဲ့ဒါဆိုဟုတ်ပြီပိုင်ရဲကိုမင်းဒါဆိုလို့ကျဒီကလေးတွေကိုအကုန်လုံးကိုအောင်ပေးရမှာလားဂုံတူးတွေထည့်ပေးရမှာလားဆိုတော့ကမ္ဘာလယ်မှာဘာဖြစ်တယ်ညာပြဆိုတော့တစ်ဖက်ဟိုမေးစရာရှိတယ်တစ်ဖက်ကမေးစရာရှိတယ်ကျွန်တော်ဆိုလိုတာအဲ့ဒါကိုပြောမှာမေးပါမမေးနဲ့မို့မေး ဒါဘာဖြစ်လို့လဲဆိုတော့ကိုပေါ်စားကြတော့ဖြစ်တဲ့အတွက်ဒါမှမဟုတ်ရှော့ပေါ်စွာနဲ့ဖြစ်ဖို့တော့ကိုပြန်လဲစဉ်းစားမယ်ဒီကလေးတွေရဲ့ idea ကိုဉာဏ်ပညာကိုမမမှုဘယ်လောက်ထိရှိနိုင်လဲဆိုတော့ပြန်လဲတုံးသက်ပြီးအမှတ်ပေးရမှာဖြစ်တယ်အဲ့တော့ဘာဖြစ်လဲကျွန်တော်တို့ဒီမှာ phone line နေနဲ့စကားပြောနေ video call နေနဲ့စကားပြောနေ online နေနဲ့အလုပ်လုပ်နေကြတယ်ဒီခေတ်မှာတို့လို့စာရွက်စာတမ်းနဲ့လုပ်တာနေတယ်ဟုတ်လားကျွန်တော်လား Viber call ပဲပြောပြော video call ပဲပြောပြောဟုတ်လား Zoom နဲ့ပဲပြောကြိုက်တာနဲ့ပြော phone message နဲ့ပဲပြောကဲပြီးခဲ့တဲ့ကဒီနေ့ အင်္ဂလိပ်မေးမယ်ဟုတ်လားပြီးရင်တော့စာဝဲပြမေးလို့လွားတွေတည်းကပြန်မေးမယ်အဲ့တော့တမီးတို့ကြက်တာဒီနေ့တောက်ခေါ်လိုက်ကိုမေးချင်တဲ့တပုတ်ကိုမေးလိုက်အဲ့ဒီပေါ်မှာ तू ကပြန်လဲဖြေချမ်းမို့တုံးတက်လိုက်ဆရာဆရာမတွေတုံးတက်ပြီးတော့တယ် तू ကအမတ်ဘယ်လောက်ပေးနိုင်တယ်30ပေးနိုင်40ပေးနိုင်50ပေးနိုင်80ပေးနိုင်100ပေးနိုင်တယ်ဖြေစမှုအောင်မတူပြီးတော့အမတ်ပေးလိုက်ရင်ဒါရပြီဒါဆိုရပြီအများကြီးလုံးဆံမလို့အများကြီးလုံးဆံလို့အများကြီးတယ်မှာဒီကလေးတွေလည်းဒုက္ခပေးကြမလို့ဟုတ်လားတော်တော်ငါးပါးသူတို့ တင်လာတဲ့ဘာသာအားလုံးကိုတနေ့ပဲတဘာသာဘက်ကိုကြိုက်တဲ့ဘာသာမေးလိုက်တင်ချာမေးခြင်းမေးလိုက်ယူပါမေးတဲ့ဒါပေမဲ့မေးခြင်းတဲ့ကိစ္စကိုမေးလိုက် တခုပဲမေးလိုက်သူဖြေကြတဲ့ဥမာမူတည်ပြီးတော့အမှတ်ပေးလိုက်အားလုံးသာပဲဒါရှင်းရှင်းလေးပဲလေသူတို့ဖြေကြခဲ့တာပဲအများကြီးဖြေကြခဲ့တာမဖြေကြခဲ့တာပါမဟုတ်တာဟုတ်လားဒီလိုမျိုးတော့ short ပေါ့ပေးတင်တာပေါ့ကျွန်တော်အနေနဲ့ပြောတာအဲ့ဒါဆိုရင်ကိုလည်းဒီဘက်က ဟိုအခက်ခဲမဖြစ်ဘူးပိုဘက်ကခလေးတွေလည်းပြန်ခက်ခဲမဖြစ်ခလေးတွေကအဲ့ဒီသခိုင်းတိုင်းဘက်ကိုပြန်ရောက်သွားပြီဆိုလို့ရှင်ဒီဟိုပြန်လာအသက်ဝေးဆုံးပြီးပြန်လာရအောင်မှာတခါဒီပထမတစ်ချိန်မှာမသိမှာဒုတိယချိန်ပြောလို့မရအောင်ကျွန်တော်ဆိုတဲ့နေတိုင်းဆဲကန်နဲ့နေတိုင်းခြေချောက်ကန်နဲ့နေတိုင်းဆဲကန်နဲ့နေတိုင်းခြေချောက်ကန်နဲ့အများကြီးပဲတောင်းတော့တောင်းကန်အဲ့ပြဿနာတွေအများကြီးကြုံရတယ်ပြီလားအဲ့ဒါအဲ့ဒါကိုကျွန်တော်ပြောချင်တာ ဲ့တော့ကျွန်တော်တို့ဒီဆောင်းဝါးဖြေတာတစ်ဖက်ကလည်းကျွန်တော်တို့အကြမ်းဖက်တွေဘက်ကကြောင်းမတက်နဲ့ကြောင်းမတက်နဲ့ကြောင်းမတက်နဲ့ဘာဖြစ်တဲ့ညာပြောနေတာလဲဒါအားလုံးတနိုင်ငံလုံးသိတယ်အဲ့ဒီလိုဘေးတွေကနေကမိဘတွေကရအောင်ကြောင်းတာကလေးတွေပညာတိုးတက်ဖို့ထားတယ်အခုနောက်ပိုင်းရလို့ရှင်ဒီလိုပုံစံတွေဆိုလို့ရှိရင်ဒါမကြခင်မှာဆိုဒါကျွန်တော်ပြောပြတာနော်လွဲခဲ့တယ် ကလေးတွေကြောင်းပညာတွေအခက်အခဲတွေဖြစ်သွားပြီးတော့ဒါနိုင်ငံရေးသမားတွေရဲ့အသေးစားမှုမကောင်းတဲ့အကြမ်းဖက်တွေရဲ့ဒါလုံးဆောင်မှုဆိုခဏလေးပါသွားနိုင်တယ်ခဏလေးပါသွားနိုင်တယ်နိုင်ငံကိုဖျက်ဆီးဖို့ခဏလေးလှုပ်ဆောင်နိုင်တယ်ဒီကလေးတွေကဘာဖြစ်လို့လဲဆိုတော့ဒီမှာစိတ်နာပြီလေငါတို့လည်းဖြည့်ပြီးသားပြီနောက်တက်ပြောင်မှာဒါပဲအစိုးရလှုပ်ချင်လေလှုပ်နေတာဒီကလေးတွေစိတ်နာပြီတံမိုးမထားနိုင်တော့ဘူးဒါကိုရောကျွန်တော်တို့ကလေးတွေရဲ့စိတ်ခံစားချက်ကိုနားလည်ပြီးနိုင်ရဲ့လားဒါကိုကျွန်တော်တို့မေးကြည့်နေတယ် ဒါမဲ့ကျွန်တော်တို့နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးဦးမင်းလိုင်အောင်နိုင်ကတော့ဒါဒါကျွန်တော်ဟိုတာနာပြုမင်းလိုင်ဖြစ်တယ်ဟိုတက်မတော်သားလည်းဖြစ်တယ် သာသနာပြုမင်းလည်းဖြစ်တယ်တပ်မတော်သားလည်းဖြစ်တယ်နောက်တစ်ခုကသူကဉာဏ်ပညာကြီးမြတ်သူလည်းဖြစ်တယ်လို့ကျွန်တော်ယူဆတဲ့အတွက်တပ်မတော်ကာကွယ်ဦးစီးချုပ်ကြီးမှာဒါကိုပြန်လည်ပြီးတော့သုံးသက်ပေးစေလိုပါတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ကလေးတွေအကြောင်းပညာကြီးကိုတကယ်တိုးတက်စေချင်ပါတယ်တိုင်းပြည်တကယ်တိုးတက်စေချင်ပါလေဆိုတော့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့စိတ်ရင်းနဲ့နှလုံးသားထဲမှာကိန်းဝတ်စွာတည်ရှိတယ်ဆိုလို့ရှိရင်ဒါကျွန်တော်ပြောချင်တာတစ်ခုကအခုပညာရေးဝန်ကြီးဌာနလှုပ်လှက်စာကိုဆက်လုပ်မှာပဲဆိုတော့အစိုးရရဲ့မေမနာဒါအာဏာပိုင်တစ်ခုရဲ့မေမနာကိုမေမနာလှုပ်ဆောင်ချက် တွေကိုလည်းပြန်လည်ပြီးတော့ဒါတယ်လေတုံးသက်ပေးဖို့အတွက်ကိုလည်းဒါကျွန်တော်အနေနဲ့တောင်းဆိုတဲ့ဗိုလ်ချုပ်မှုကြီးဦးမင်းအောင်လိုင်ကိုလည်းပဲဒါကျွန်တော်အနေနဲ့တောင်းဆိုချင်တာကကျွန်တော်ပြောသလိုပဲဟာလာဒီကလေးတွေကိုဒါ online စနစ်နဲ့ပဲမင်းမြန်ပြီးတော့မှပဲကိုအမှတ်ပေးစနစ်လေးနဲ့လှုပ်ဆောင်ရင်ပြည့်ဒါတိုင်းပြည်အတွက်ဟိုကလေးတွေအတွက်ကောနှစ်ဦးနှစ်ဖက်မျှတနိုင်တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်တကယ်တကယ်အဲ ပေါ်ဆာမှုသည်ပညာရေးဝန်ကြီးဌာနလာဖြစ်ပြီးတော့ဒီကလေးတွေကပေါ်ဆာမှုမဟုတ်တဲ့ကလေးတွေပေါ်မှာအပြက်ပုံချခြင်းပုံစံမျိုးဖြစ်နေတယ်။ဘာဖြစ်လို့လဲဆိုတော့နင်တို့အားမရှိတော့ဘူးလာပြန်ဖြေဆိုတာကဒါအနိုင်ကျင့်မှုသာဖြစ်တယ်လို့လည်းကျွန်တော်အနေနဲ့သုံးသပ်ပါတယ်ဗျာ။အဲဒါကတော့ကျွန်တော်ရဲ့သုံးသပ်ချက်လည်းဖြစ်တယ်လို့ကျွန်တော်ကလေးတွေခံစားချက်တွေလည်းအများကြီးကျွန်တော်ညီမကြားသိရပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကပြည်သူတွေလည်းလှုပ်ရှားပြီးတဲ့တပ်မတော်နဲ့ပြည်သူကအမြဲတမ်းလက်တွဲနိုင်အောင်လို့လည်းကျွန်တော်တို့ကကြားတဲ့အပေါင်းဥဒရာဖြစ်ပါတယ်။